နေရကတိုက်ကြီးမျိုးနဲ့ပရဲ့ချောင်းကြေးရွာဖြစ်ပါတယ်။ရွာထိပ်မှာတော့နတ်ဆင်လေးတစ်ဆင်ရှိတယ်။ဘယ်တော့ကလေးကဘသူတွေစောက်လို့ပြီးတော့ကိုကိုရဲနတ်ဆင်ဆိုတာရွာကလူတွေမသိကြဘူး။ရွာကိုစတီကလေးကရှိခဲ့တဲ့နတ်ဆင်လို့အဘကပြောဘူးလေ။နှစ်ပေါင်းမနေတော့အရင်တုန်းကတော့ရွှေရောင်ကောင်းကောင်းရှိမှဖြစ်တဲ့နတ်ရုပ်တွေဟာကာလရှည်ကြာလာတဲ့ခါမှာတော့ဟောင်းနေပြီးတော့တက်သားရုပ်တွေဖြစ်နေတာသိရှိလာပါတယ်။နတ်ဆင်ဟာဘယ်တော့ကလေးကတင်ထားမှမသိတဲ့ပန်းကတချို့ဟာ ခြောက်သွေ့နွမ်းနေပြီရေနဲ့ဝေးတာကြာပြီဖြစ်တဲ့ပန်းအိုးတဲ့ကပန်းကလည်းမရှိဘူးပန်းအိုးကလည်းဖုံးတွေထက်ထက်နဲ့ခြောက်တယ်လို့ဖြစ်နေပြီဒီလန်းကလည်းမနက်ဆော့ဆော့နဲ့နေ့လယ်ဆောင်တော့ပဲလူသွားလူလာရှိတတ်တယ်အမြဲလို့လို့လူပြက်နေတဲ့နေရာလေးဖြစ်တယ်ရွာမကလူတွေဟာများတော့ဖြင့်ချောင်းထဲမှာပဲလှေတမန်တွေနဲ့သွားလာကြတာများပါတယ်ရွာနေချုပ်ဆက်ကလူတွေကတရချောင်းရွာကိုဈေးဝယ်လာကြရင်လှေနဲ့တာလာကြတယ်ဒီကနေ့ကတော့ မနက်စုံခန့်ချိန်တော့မှထူးထူးခြားခြားလူသုံးယောက်ဟာရွာထိပ်ကနတ်ဆင်မှာပန်းအုပ်ကိုရေးပြည့်ပန်းတွေကိုဝေးနေအောင်လို့အသစ်ထိုးတယ်။နတ်ဆင်ကလည်းဖုန်တွေကိုတော့ရှင်းလင်းပြီးတော့ပကံများတစ်ချက်မှာမုံစီကြော်ထပ်လိုက်ထည့်ပြီးတော့နှက်တင်ထားတယ်။နောက်ထပ်ပကံများတစ်ချက်မှာတော့အကောင်လိုက်ကြော်ထားတဲ့ကြက်ကြော်တစ်ကောင်ကိုလည်းတင်ထားပြန်တယ်။အဖုံးဖွင့်ထားတဲ့တောရက်တစ်လုံးကိုလည်းမုံပကံပေးမှတင်ထားပြန်တယ်။နတ်ဆင်အစနာမှာတော့ဖျောင်းနိုင်သုံးနိုင်လဲထုံးထားတာကြောင့် ခါတိုင်းနဲ့မတူဘဲနဲ့နတ်စင်ဟာတင့်တယ်ပြီးတော့တာနာနေပါတယ်ဒီလိုတော့ယောက်ဟာနတ်စင်ကိုတိတ်ချအကြနာပြင်ဆင်ပြီးတဲ့နောက်နတ်စင်ရှင်မဆောင်းချောင်းထိုင်တယ်လက်နဲ့ဘက်ကိုရင်မရှိမှရှက်ထားတယ်ဒီနေ့လုံးမဲ့အလုပ်ကိစ္စတစ်ခုအတွက်ထုံးစံတိုင်းပဲတစ္ဆာဆိုဆူတောင်းကြတယ်အရှင်ကြီးဒါတော်ကြီးကိုစင်မီးရေကြမ်းပန်းမနေရတဲ့ကွာမုန်းချိုရေမကားတွေကို အရှင်ကြီးကိုရိုသေစွာနဲ့တင်မြောက်ပူဇော်ကတ်လိုပါတယ်ဒါတော်ကြီးတို့ဒေညာလုံးမဲ့လုံးအတွက် ရည်ရွယ်ရင်းနဲ့အလုပ်တစ်ခုကို အစအစရရအောင်မြောင်လို့ဘေးအန္တရာယ်တွေကင်းဝေးအောင်လို့အရှင်ကြီးစောင့်ရှောက်တော်မူပါမားဆတော်မူပါဒါတော်ကြီးတို့ရဲ့ရည်ရွယ်ရင်းအိမ်ဟာအစအစတွေယုံငင်စားတော့ခြင်းအိမ်သားတွေကိုနှိမ့်ဆက်ခြင်းကိုပမာဝတ်ဆင်ထားတဲ့အထည်ပစ္စည်းတွေကို အတင်းအဓမ္မလူရင်ခြင်းမပြုပါဤဂရိတ္တစာတိုက်ရိုက်ထားလို့လုပ်ငန်းဆောင်တာများအစအစရရအစဉ်ပြေအောင်မြင်ပါစေလို့ရိုသေစွာရှစ်ကိုတောင်းပန်အပ်ပါသည်သူတို့ဟာဒီနေ့ညရွာထဲကိုဝင် ဓမြတိုက်ကြမဲ့ဓမြအဖွဲ ဖြစ်တယ်။သူတို့ဓမြတိုက်မဲ့အရာ အစာတောက်တွေကိုယုံငယ်စားတောက်ခြင်းမပြုပါ။သူတို့တိုက်မဲ့သူအတတ်မတတ်ပါ။ကိုမဝှက်ဆန်ထားတဲ့လက်ဝက်လက်စားတွေကိုလူယူခြင်းမပြုပါ။သဖြင့်လုံနေကြထုံးစံတိုင်းပဲလှုပ်ရှားနေကြခြင်းဖြစ်တယ်။အဲ့လိုတိုင်းတဲ့တစ္ဆာပြုပြီးဆောင်ရွက်တဲ့အခါတိုင်းမှာလည်းဘေးရန်ကင်းကွာပြီးတော့အောင်မြင်ခဲ့တာကြီးပဲဖြစ်ပါတယ်။သူတို့အဖွဲအမောင်ကိုစောင့်ပြီးတော့တနေကုန်ရွာပြင်မှာပုံကိုစောင့်ဆိုင်နေကြတယ်။တစ်ခါတည်းရန် ရွာပြင်ထွက်လာတဲ့လဲတွေလူတွေကိုလည်းမတွေ့အောင်ပုံးဆောင်ရတယ်။နှွေကောင်းကောင်းမှနေပူရှင်ကပြင်လာတယ်။ဓမြတတိုက်ဟာညနေပေါင်းမှရွာကိုဝင်ဖို့စီစဉ်ထားတာကြောင့်တနေ့လုံးရွာပြင်နှက်စင်တာကတစ်ပင်ကြီးကိုခေါ်ပြီးအချိန်ကိုစောင့်ဆိုင်နေကြပါတယ်။ပါလာတဲ့မုန်းစစ်ကြော်တွေကိုထုတ်စားပြီးတော့ရေဝူးတဲ့ကရေကိုလည်းခွဲဝေတောက်ကြတယ်။စီမန်းနေဆရာတော်ကြီးရဲ့စကားကိုရှင်းသုံးရမယ်ဆိုရင်တော့အနောက်ခေါ်ရနေဝါလျှော့တဲ့ ဒီလိုဆိုရမယ်လက်နစ်စီစာရောင်းဝါဖြာထုံးနေဝင်တဲ့ချိန်ခဏလေးကတာယာလာပါတယ်။ရွာတွေကလူတွေကတော့ဘာမှမသိလို့နေရင်းသွင်းသူရေခတ်သူတွေနဲ့တနေ့တာလုပ်တွေကိုတင်းစင်နေကြပြီလေဖြစ်တယ်။မကြခင်မှာလင်းရဟွာပျောက်တော့မယ်။တရားလုံးမှာဖြောက်စိတ်ကြဲလေးတွေလင်းတယ်လို့ထုံကြတဲ့မိကွက်လေးတွေရဲ့ဖြောက်တော့ဖြောက်တော့အလင်းရောင်ကျွတ်တို့ကြဲတဲ့လေးတွေကိုစတင်မြင်တွေ့ကြပြီလေဖြစ်ပါတယ်။အချိန်ကတရွေနဲ့အမောင်းတကအမောင်းနဲ့နဲ့ဆိုင်ဆိုင်နဲ့ကို ဝင်ရောက်လာပြီအချိန်ကနေရိုင်းသိမ့်ချိန်9:40ညီအကိုမတိတိတိချိန်9:50နေဝင်မိုးချုပ်စ6:00ဖြစ်ပါတယ်ညာချမ်းချိန်ကတော့6:00ခွဲတငယ်အချိန်က9:00ခွဲတော့တလေတိုင်းအိမ်မှာခလေးငယ်တွေကတော့အမေကညစာကြွေးပြီးလို့အဲ့ရဝင်ကုန်ကြပြီအဘတော့အရာကုံစုံဆိုင်လည်းသိမ့်ပြီအဘကတနေ့တာရောင်းရငွေကိုရေးထွက်သိမ်းဆဲတယ်အိမ်မှာအဘတို့အမေတို့က ုံစုံဆိုင်ကြီးကိုဖွင့်ထားတာဖြစ်ပါတယ်။အိမ်ကတော့လှေစိတ်တက်တက်ကိုထားထားတယ်။ဒါတော့ပဝန်းကျင်ရွာလေးတွေဟာတရချောင်းအတွင်းလှေနဲ့လာရောက်ဈေးဝယ်ကြတယ်။အဘကရွာမှာလူစီးဘတ်ကားလည်းထောင်းထားတယ်။တရချောင်းနဲ့ရန်ကုန်နေ့စဉ်ပြေးဆွနေတော့ရန်ကုန်ကကုန်တယ်လို့လူတလူဝေယုံနိုင်တယ်။ဒါကြောင့်အဘရဲ့ကုံစုံဆိုင်ဟာအနေနဲ့ရက်ကစားတောက်ကုန်တွေစုံလင်ုံတာမကပဲနဲ့ခက်မီတုံးဆောင်တွေပါဝေယုံနိုင်ကြပါတယ်။ဒါကြောင့်ပဲ တရချောင်းတစ်လျှောက်ရွာတွေဟာတရချောင်းရွာကအဘရဲ့ကုံစုံဆိုင်ကိုအားထားကြပါတယ်။အဘရဲ့ဆိုင်ဟာစီးပွားရေးကောင်းတဲ့ခါမှာတော့အမေကလည်းရွှေတလဲငွေတလဲနဲ့ဖြစ်နေတာမဆန်းဘူး။အဘတို့အိမ်ဟာပြင်တော်နှစ်ထပ်အိမ်အကြီးကြီး။ခြံဝင်းကနှစ်အေကားလောက်ကျော်တယ်။ခြံဝင်းထဲမှာတော့ငပိကိုတော်စဘာကိုတော်တွေလည်းရှိတယ်။ဂိုးတော်တွေထဲမှာလည်းပစ္စည်းတွေကအများအားပြည့်ပဲ။အပြစ်မှာမှောင်ပြီးအဘဆိုင်သိမ်းပြီးတော့အိမ်ထဲမှာထုံထားတဲ့မိခွက်ကြောင့်လင်းထင်နေပါတယ်။ရုတ်တရက် အိမ်တကားခောက်တံကိုကြားလိုက်ရတယ်။စိုင်းသိမ့်ပြီးပြီ။တကားလည်းပိတ်ထားပြီးပြီ။ဒီအချိန်တကားလာခောက်တာကတော့ထူးဆန်းနေတယ်။အဘကအမေမျက်နှာကိုလှမ်းကြည့်တယ်။အမေလည်းတွေးနေပုံပေါက်တယ်။အဘကဖြစ်ဖြစ်ချင်းပဲတကားနာကိုရှောက်သွားတယ်။စိုင်းပိတ်ပါပြီ။လောရာရှင်းရဲ့မနက်ဆိုင်ဖွင့်မှာလာဝဲပါ။အပြင်ကတကားကိုတွင်တွင်ခောက်တယ်။ဘာစကားတခုံးမှတော့မပြောဘူး။တကားကိုမဖွင့်မချင်းခောက်နေပုံမို့လို့အဘကတကားဖွင့်ပေးတယ်။ဒီချိန်မှာပဲ ကာကီအင်ကြီးလက်ရှိဖိုးတီပတ်တီနဲ့ရှမ်းပေါင်းမီပပလက်ထဲမှာတရှိကင်ဆောင်ထားသူလူသုံးယောက်အိမ်ထဲကိုဝင်လာတယ်။အဘအကဲခတ်ကြည့်ရသလောက်ဒီရွာကလူတွေမဟုတ်တာတော့သိကြတယ်။အင်ကြီးမှလည်းချွေးတွေရွှဲနေတယ်လို့မျက်နှာမှလည်းအစီတွေကဝင်းပြောင်နေတယ်။စပင်းတွေကလည်းရှုပ်ပွားနေတာပဲ။အယောင်တစ်ဖက်ဖက်နဲ့နှလုံးတွေကြီးကန်းတောင်ပေါက်တဲ့အိမ်လုံးကိုလှက်ပတ်ပြီးကြည့်တယ်။ဒီချိန်မှာအဘတယောက်ထက်ချင်းတရိပ်ထားမိသွားတယ်။ဒီလိုတွေအချိန်လာတာကောင်းတော့လာကြတော့မဟုတ်ဘူး။ ဘလုံးနည်းနဲ့မှဒီအချိန်မှာကောင်းဆုံးလာကြတော့ဖြစ်မှာမဖြစ်နိုင်အမေကလည်းကင်းပါတယ်အိမ်ထဲကိုလုံလာရတဲ့ခလေးငယ်ချီပြီးတော့အိမ်ပေါ်တက်ကိုအမြန်ဆုံးတက်သွားတယ်အဘကဝင်လာတဲ့လူတွေကိုပြပြငငါပဲဆက်ဆက်နေထိုင်ကြပါဗျာဟိုဘက်ရွာကလာလေတဲ့ဧည့်သည်လားဒီလောက်မောနေတာဗျာကြည့်ရတာဖြင့်လမ်းလျှောက်လာကြတယ်ထင်ပါတယ်အဘကပြပြဆဆုံနဲ့ဆိုင်မရောက်နဲ့ဒီလက်ရဲ့ပလိနေပေါ့ဒီစကမုံမုံတွေဖောက်ပြီးတော့ဧည့်သည်တွေကိုအဲ့ခန်းနေ တနေ့လုံးနေပုံမှာပုံအောင်နေရလို့ရေငတ်တာရောဘိုက်စားတာရောကြောင့်လူစိမ်းတစ်ယောက်ဟာအမှမဆောင်နိုင်ပဲနဲ့အဘအချကျူတာတွေကိုယူစားကုန်တယ်။ဖောက်ပေးထားတဲ့ဒီလက်ရည်ပလင်းတွေကိုလည်းယူတော့တယ်။ဒီချိန်မှာမေဟာအပေါ်တက်မှာရှိတဲ့မိကန်တက်တာလေးတဲကရွှေတုံးနဲ့ပတ်စံတွေကိုအဝေးထုံးနဲ့ထုတ်ပြီးတော့ကျိုးချီကအိမ်ပေါ်ကနေနောက်ဝေးဘက်ကိုပြစ်ချထားလိုက်တယ်။မိကန်တက်တာမှာတော့အသင့်ဆောင်ထားတဲ့ရွှေတွေငွေတွေအတုပစ္စည်းတွေနဲ့ငွေသားအနည်းငယ်ပဲထားခဲ့တယ်။ပြီးတော့မှ အိန္ဒြေရရပဲပြန်ဆင်းလာတယ်။စသောက်ပြီးတော့ခေါင်းဆောင်ဖြစ်ရန်တူတူဟာမတက်ရက်တဲ့ပြီးတော့အဘကိုစကားစပြောတယ်။အခုလိုကြွေးမှုအခဏာကျေးဇူးတင်ပါတယ်ဗျာ။ပြောရမယ်ဆိုရင်တော့ကျွတ်တို့ကဓမြနေပါ။ဒီရွာကဥဆက်လာအိမ်ကိုဓမြတိုက်ဖို့တနေ့လုံးရွာပြင်မှာစောင့်နေတာ။မှောင်မှဝင်လာတာ။ဝင်လာပြီးမှအိမ်မားနေမှသိတယ်။ဒါပေမဲ့ဝင်လာပြီးမှတော့မထူတော့ဘူး။ခမရတို့ကဓမြတိုက်ရတော့မယ်။ရှိတာအေးစိတ်ထုတ်ပေးပါ။လူကတော့ အန်တရမပြုတ်ခြင်းဘူးဒါပဲအဘကမိကိုလှမ်းကြည့်ပြီးပြောတယ်ကဲပါလေအမေကြီးလူကိုအန်တရမပြုတ်ရင်တော်ပြီအဘောကမိကန်တက်တာကိုဖွင့်ပေးလိုက်ပါအဘကပြောနေတုန်းမှခေါင်းဆောင်တများကအိမ်ပေါ်တက်လှေကားကနေစတက်နေပြီအမေက နောက်ကနေကော့ကုတ်လေးတက်မယ်လို့တော့အသက်ငယ်တဲ့တများတယောက်ဟာအမေနားကိုကတ်လာပြီးတော့လက်မဝက်ထားတဲ့လက်စွပ်ကိုချုပ်ပေးဖို့မျက်ရည်ပြတယ်အမေကသူ့လက်စွပ်ကိုချုပ်ပေးလိုက်တော့အဲ့ဒီတများဟာသူ့ပစက်ထဲကိုကောက်ထည့်လိုက်ပြီးတော့ အမေကိုအိမ်ပေါ်တက်ဖို့ခြေဟန်လက်ဟန်ပြတယ်။အမေကလှေကားကနေတက်တော့အဲ့တည်းမြလေးလိုက်ပြီးတက်သွားတယ်။အဘကတော့အောက်ထပ်မှာဓမြတယောက်ဟာထိုင်ပြီးတော့စောင့်ခိုင်းနေရယ်။ခဏနေတော့ဓမြကောင်းဆောင်ဟာအထုတ်ထထုတ်ယူပြီးပြန်ဆင်းလာတယ်။သူ့နောက်မှာတော့သူ့တပည့်ကလည်းကပ်ပြီးလိုက်ပါလာတယ်။အမေကအိမ်ပေါ်မှာကြမ်းခဲ့တယ်။ဓမြတောင်ယောက်အပေါ်ဝါရောက်တော့အဘကိုဓာတ်နဲ့ချိန်ရတယ်။မအော်ဖို့ပြောတယ်။ပြီးတော့နောက်လှည့်ပြီးတော့တချိုးလေးပြေးတယ်။ဓမြတွေချောင်းဝါရောက်တာနဲ့အဘဟာအိမ်ထဲကတိုင်ကြီးလို့တလုံးကို တော့တချောင်းနဲ့ခောက်တယ်အမေကလည်းအောက်ပြန်ဆင်းလာပြီးတော့အသက်ကုန်အော်တယ်ဓမြတော့ဓမြလာကြပါဦးဒီမှာဓမြတိုက်သွားလို့အမေရဲ့အော်တဲ့ကြောင့်ရွာသားတချို့လည်းတရှိတယ်မိမ့်နေလှန်နေဓာတွေကိုကင်ဆောင်ပြီးတော့မိတို့ကိုစီနဲ့ထွက်လာကြတယ်ဘမလည်းဓမြတွေအခုဘမလည်းရွာသားတချို့ဟာစကားတဲ့တချို့တရားတော်ပေါက်ထွက်ပေါ်လာတယ်ဓမြသုံးယောက်တရှိတယ်နဲ့အခုပဲရွာထိပ်ဘက်ကိုပြေးကြပြီ အမေကခက်ကြဲအော်လိုက်တော့သူတို့ရွာထိပ်ကိုအပြေးလိုက်တယ်ဓမြတွေကလည်း တာယုတ်တိချောက်အတကုံပြေးကြတယ်။သူတို့ကမေးလည်းမထွန်းရတာကြောင့်အမောင်ထဲမှာဝိုးတော်ဟာပြေးတယ်။အနောက်ကမီးတို့တဝင်းနဲ့အပြေးလိုက်ရတာကြောင့်ရွာသားလေးကိုကြောက်လန့်ကြနဲ့ကြောက်ပြီးတော့ပြေးရင်အလဲလဲကွက်ကွက်ဖြစ်ကုန်တယ်။တိတ်မကြခင်မှာပဲနောက်ကလိုက်လာတဲ့ရွာသားတွေကဓမြသုံးယောက်ကိုဝိုင်းမိသွားတယ်။ဝင်းရင်တုတ်ကင်ဆွဲထားတဲ့ရွာသားလေးကယောက်ဟာဓမြတွေကိုအတင်းဝင်ရိုက်တယ်။ဓမြတွေလည်းလဲလဲကွက်ကွက်ဖျို့ဖျက်ဖြစ်ကုန်တာ။ပြေးလို့မလွန်မှန်းသိတော့တာဘေးမှာငုံတော့ထိုင်ပြီးလက်ထက်ကတရှိတွေကို ခန်းလန်းကိုပြစ်ထုတ်တယ်။ရွာသားတွေကသူတို့ကိုဝိုင်းထားပြီးတော့လက်နဲ့မရှိမှန်းသေးတော့သူတို့ကိုဖမ်းဆီးချုပ်နှောင်ကအသင့်ပါလာတဲ့အုံဆန်ချုပ်တွေနဲ့တုံနှောင်ပြီးတော့ရွာဘက်ကိုပြန်ခေါ်လာတယ်။ရွာကိုရောက်တော့တကြီးလက်အပ်ပြီးတကြီးကပြန်ရလာတဲ့ရွှေတုပ်ကိုအဘတို့စီကိုပြန်ပြီးတော့ပေးရတယ်။အဘကတော့ပြန်ရလာတဲ့ပစ္စည်းတွေဟာအတုတွေဖြစ်ကြောင်းလုံးဝမပြောဘူး။နောက်နေ့ဓမြတွေကိုတကြီးကိုယ်တိုင်နီးစက်ရရဲစခန်းမှာအပ်ပြီးတော့ရွာကိုပြန်လာခဲ့တယ်။ ဓမြတွေလည်းထောင်ကျသွားတယ်။ဓမြတွေကပြန်လဲကြားတဲ့တဲ့ရင်အသူတို့ဓမြတိုက်စားလာခဲ့တဲ့ကာလတစ်လျှောက်မှာတခါမှဖမ်းဆီးချုံနောက်ခံရခြင်းမရှိခဲ့ဘူး။ဓမြဆိုပေမဲ့စီကံထားတယ်။သူတို့ဓမြတိုက်မဲ့ရွာအဝင်ရွာဆောင်တဲ့ကိုအစားတောက်တွေနဲ့ကြုံတင်ဆက်တာပြီးတော့ဓမြသစ္စာဆိုကြရတယ်။ဒီတခါဖမ်းဆီးခံရခြင်းဟာသူတို့ကသစ္စာကိုဖျက်ပြီးတော့အင်ရှင်စီကအစားတောက်တွေကိုစားတောက်တယ်။ပြီးတော့အင်ရှင်ဝတ်ဆင်ထားတဲ့လက်ဝတ်တစားကိုဓမြဘာမောဟာတိတဲ့တပည့်ဟာချက်ဦးတယ် ဒါကြောင့်ဖြစ်တယ်လို့ပြောခဲ့ကြအောင်သိရတယ်။ဒီကိစ္စတွေဖြစ်ခဲ့တာ နှစ်အစက်လောက်ကြာခဲ့ပြီ။ရွာကအဘတို့နဲ့ခင်မင်းရင်းနေတဲ့ဘူးအောင်ကြီးလည်းရွာကထွက်ပြီးတော့ရန်ကုန်အင်းစင်ကဘုန်းတော်ကြောင့်တောင်မှဖုန်ကြီးဝတ်သွားခဲ့ပါတယ်။